မင်္ဂလာပါရှင်။မိုးတောက်ချက်နယ်ကနေပြောပြန်လဲကြိုးစို့လိုက်ပါတယ်။အော်တိုဘာလ10ရက်နေ့အတွက်စိတ်ဝင်စားဝယ်ကောင်းတဲ့တရင်အကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာတော့မိုးတောက်ချက်နယ်ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးရေအခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့နဘူးကော့ဂရိတ်လမ်းပိုင်းတခြားက KNU နဲ့ ပူပေါင်းအဖွဲတွေရဲ့ရွာတွေစခန်းတွေကိုသိမ်းပိုက်လိုက်တဲ့တပ်မတော်စုရဲ့တရင်အကြောင်းအရာပဲဖြစ်ပါတယ်။ကရင်ပြည်နယ်အတွင်းနမ်မြေရှင်လင်းလေးရဲ့ရှင်နေရဲ့တပ်မတော်စစ်ကြောင်းတွေဟာကော့ကရိတ်မြောက်ဘက်ပိုင်းနဘူးကော့ကရိတ်အမ်ပိုင်းတခြားက KNU နဲ့ KNL ဥဆောင်တဲ့ပူပေါင်းအဖွဲတွေယာယီထိန်းချုပ်ထားတဲ့ကျေးရွာတွေကိုအောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်လက်ရှိချိန်မှာနဘူးကော့ကရိတ်လမ်းပိုင်းပြန်လည်ဖွင့်လှစ်သွားခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။တမ်ရော့စစ်ကြောင်းတွေကစတေမာလာအတွင်းမှာ KNU အကြမ်းဖက်တောင်းကျမ်းသူတွေယာယီစုံမိုးထားတဲ့ကော့ဂရိတ်သင်ငန်းကြီးနာမြောက်ဒီအာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့လက်ခက်တောင်ကိုလည်းပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးနောက်မြောက်ဒီလေးကိတ်ကော်ဒေသတွေမှာနယ်မြေရှင်လင်းမှုတွေဇက်တိုက်လှုပ်ဆောင်နေရဖြစ်ပါတယ်။တမ်ရော့စစ်ကြောင်းတွေကစနစ်တကျပြင်ဆင်စုဖွဲ့ကကော့ဂရိတ်ကနေသင်ငန်းကြီးနောက်ထိစစ်ကြောင်းလေးကြောင်းမြဝတီမှာသင်ကန်းညီနာကိုစစ်ကြောင်းတစ်ကြောင်းနဲ့စစ်ကြောင်းတွေခွဲက 2025ခုနှစ်ဩဂုတ်လ28ရက်မှစတင်ပြီးတော့အကြမ်းဖက်ချိန်မုံမှုစစ်စင်ရေးကိုဟန်ချက်ညီစွာလှုံ့ဆော်ခဲ့ပြီး KNU ဦးဆောင်တဲ့အကြမ်းဖက်သမားတွေကိုတဆင်ပြီးတဆင်လိုက်လံတိုက်ခိုက်ချိန်မုံခဲ့ရ။လက်ရှိချိန်မှာကရင်အကြမ်းဖက်နဲ့ကိုင်းအဖွဲ့ KNU နဲ့ပူးပေါင်းအဖွဲ့တွေယာယီထိန်းချုပ်ထားတဲ့နေရာတွေ၊ရွာတွေ၊စခန်းတွေနဲ့မြို့တွေကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။တမရော်စစ်ကြောင်းတွေရောပြီးခဲ့တဲ့အောက်တိုဘာလအစောပိုင်းမှာ နဘူးကော့ဂရိတ်လမ်းပိုင်းတလျှောက်ကညဘတိုင်းလမ်းခိုပိုင်းနောင်ထပ်ပန်နန်းကော်တိအစာရှိရဲ့ကျေးရွာတွေကိုသိမ်းပိုင်းနိုင်ခဲ့တယ်လို့သိရပါတယ်။ KNU နဲ့ဘူပေါအဖွဲ့တွေကတမရော်စစ်ကြောင်းတွေကိုခုခံဖို့ပြင်ဆင်ခဲ့ပေမဲ့လက်တွေ့မြေပြင်တိုက်ပွဲတွေမှာတမရော်ရဲ့မြေပြင်စစ်ကြောင်းဒုံးတပ်ဖွဲ့လက်နက်ကြီးပစ်ကူနဲ့လေတောင်းစီတပ်ဖွဲ့တွေရဲ့ပူးပေါင်းတိုက်ခိုက်မှုတွေကိုတောင်းခံနိုင်ခြင်းမရှိပေ။စက္ကန်းတွေရွာတွေလက်လွတ်ခဲ့ရတာဖြစ်တယ်လို့ နိုင်ငံတော်အစိုးရကိုစန့်ကျင်နေတဲ့မီဒီယာတွေကိုရိုင်းကဝန်ခံရှိတာထားပါတယ်။တမ်ဘရာစစ်ကြောင်းတွေကနဘူးကော့ဂရိတ်လမ်းပိုင်းပွင့်သွားအောင်ကရင်အကြမ်းဖက် KNU ကိုတိုက်ခိုက်ခဲ့ပြီးနောက်မကြာမီအရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်မူဦးဆောင်တဲ့အဖွဲ့ဟာနဘူးတပ်နယ်မှာရှိတဲ့အရာရှိစစ်သည်မိသားစုဝင်တွေနဲ့တွားရောက်တွေ့ဆုံခဲ့တယ်လို့တိုက်ပွဲသတင်းစုံ Telegram Channel ကဖော်ပြထားပါတယ်။တိုက်ပွဲသတင်းစုံ Telegram Channel က အရှိထောင်တိုင်းစစ်ဌာနချုပ်တိုင်မိုးဦးဆောင်တဲ့အဖွဲ့ဟာနဘူးတက်နယ်မှာရှိတဲ့အရာရှိစစ်သည်မိသားစုဝင်တွေနဲ့သွားရောက်တွေ့ဆုံနေဆိုတာထက်ကိုယ့်ရဲ့တပည့်သားသမီးတွေကိုထောက်ပံ့ပစ္စည်းတွေပေးဖို့သွားတယ်ဆိုရင်ပို့ပြီးတော့အမှန်ပါလိမ့်မယ်။ခေါင်းဆောင်တယောက်အနေနဲ့ကိုယ့်လက်အောက်မှာရှိတဲ့တပည့်သားသမီးတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးခြင်းပေမဲ့အခက်အခဲတွေကြောင့်မသွားရောက်နိုင်ပဲရှိကြတယ်။အခုတက်မတော်ကလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့အကြမ်းဖက်သမားကိုခြေမုံရှင်လင်းပြီးနောက်မှာ ချက်ချင်းပဲနဘူးတက်နယ်ကိုသွားပြီးတက်နယ်မှာရှိရဲ့အရာရှိစစ်သည်ရဲမေတွေကို တွေးဆောင်ကထောက်ပံ့ပစ္စည်းတွေနဲ့ထောက်ပံ့ငွေတွေကို တိုင်းမိုးကိုလက်ဝဲအရောက်ပေးအပ်ခဲ့တယ်။ငါတို့ခေါင်းဆောင်တွေကငါတို့ကိုပြစ်မထားပါဘူး။အခွင့်အရေးရတာနဲ့ငါတို့အတွက်အမြဲရှိပေးနေတာငါတို့ခေါင်းဆောင်တွေပါပဲ။ကျေးဇူးတင်ပါတယ်တိုင်းမိုးကြီးခင်ဗျာလို့ Telegram channel မှာဖော်ပြထားပါတယ်။ကရင်ပြည်နယ်အတွင်းတမရော့စစ်ကြောင်းတွေကထိုးစစ်အရှိန်မြင့်လာခဲ့ပြီးနောက်ပိုင်း KNU လက်အောက်ခံအဖြစ်ပူးပေါင်းပါဝင်နေတဲ့ PDF လက်နက်ကအဖွဲ့ဝင်ရှာနဲ့ခြေပြီးထွက်ပြေးခဲ့ရ KNU လက်နက်ကအဖွဲ့ဟာလူပြုံးစစ်ရုံးဖြစ်နေကြတယ်လို့သိရပါတယ်။အော်တိုဘာလ9ရက်နေ့မှာကရင်ပြည်နယ်ကော့ဂရိတ်ဒေသအတွင်းရှိ အကြမ်းဖက်တောင်ကျမ်းသူတွေကိုချေမုံတုတ်တင်ပြီးပြန်လာကြတဲ့နဘူးတက်နေမှအောင်ပွဲရဓမ္မတော်သားတွေကိုတက်မိသားစုဝင်တွေကဂုံပြူကြိုဆိုခဲ့တယ်လို့သိရပါတယ်ရှင်။ထမှန်တင်ဆက်ပေးမယ့်တဲ့ရင်ကတော့ မိသပိတ်ပြုလုပ်ခဲ့တဲ့ချောင်းအိုး PDF အဖွဲ့တွေကိုဘာကြောင့်တိုက်ခိုက်ခဲ့တယ်လဲပေးခဲ့တဲ့ရပိုင်းကချောင်းအိုးမြို့နယ်ဘုံတိုရွာမှာ အစိုးရစန့်ကျင်ရေးစီမီသပိတ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အစိုးရတည်င်းထုတ်ပြန်ရေးအဖွဲ့ကအော်တိုဘာလ9ရက်နေ့ရက်စွဲနဲ့တည်င်းထုတ်ပြန်လိုက်ပါတယ်အဲ့ဒီတရင်ထုတ်ပြန်ချက်ထဲမှာ PDF အမိကန်အကြံဖက်အုပ်စုတွေအနေနဲ့အစိုးရအစမ်းချိန်ရေးလှုံ့ဆော်မှုလှုံ့ဆော်ရမှာပြည်သူလူထုကိုအကာအကွယ်ယူပြီ လူသားတစ်တိုင်းအဖြစ်အသုံးချလျက်ရှိနေတယ်လို့ဖော်ပြထားပါတယ်။2025ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာလဲအစိုးရအစံချိန်ရေးစီမီတပိတ်အမိနဲ့ပြည်သူလူထုကိုအတင်းအကျပ်စန္ဒပြခိုင်းပြီးတော့ပြည်သူလူထုကိုလူသားတစ်တိုင်းအဖြစ်အချက်တရားမဲ့စွာအကာအကွယ်ယူလှုံ့ဆော်ခဲ့တဲ့အတွက်အဲ့လိုအတင်းကျပ်စေခိုင်းခံရသူတွေတဲမှာပါဝင်တဲ့တာဝန်သိပြည်သူတဦးရဲ့တိကျတဲ့သတင်းပေးပို့မှုအရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအပြင်းမဲ့ပြည်သူလူထု အထီးကိုင်အနေဆုံးဖြစ်အောင်အကျန်းဖက်ချိန်မုံရေးစစ်စင်ရေးဖြစ်ရွေးချယ်တိုက်ခိုက်ခဲ့ပါတယ်။ PDF အမိကန်အကျန်းဖက်အုပ်စုတွေဟာချောင်းအုံမြို့နယ်ရှိကျေးရွာတွေမှာ အခြေပြုပြီးချောင်းအုံမြို့အတွင်းကိုလက်လုံစိန်ပြောင်းတွေနဲ့နှောက်ရှက်ပစ်ခတ်ခြင်းချောင်းအုံမုံရွာကလည်းချောင်းအုံမြင်းမူကလည်းချောင်းအုံပခုတ်ကူကလည်းတွေမှာတွာလာနေတဲ့ခရီးသည်တင်မော်တော်ကားတွေကိုနှောက်ရှက်တိုက်ခိုက်ခြင်းချင်းတွင်မြစ်အတွင်းတွာလာနေတဲ့သင်းမောတွေကိုနှောက်ရှက်တိုက်ခိုက်ခြင်းတွေ့ အမြင့်မပြတ်လှုံ့ဆော်ရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ23ရက်နေ့ညပိုင်းကလည်းချောင်းအုံအမြင့်ဆုံးလမ်းဘက်ကနေချောင်းမြို့အတွင်ဘက်ကို PDF အမိကန်အကြံဖက်တမအုပ်စုတွေကလက်လုံစိန်ပြောင်းတွေနဲ့အကြောင်းမဲ့အကြံဖက်ပြစ်ခတ်ခဲ့တဲ့အတွက်အပြည့်မဲ့အရက်သားနှစ်ဦးတေဆုံးခဲ့ပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ22ရက်နေ့မှာလဲမုံရွာကနေမန္တလေးဘက်ကိုထွက်ခွာလာတဲ့ ရွှေမြောင်ခရီးသည်တင်ရင်ကိုချောင်းဦးမြို့နယ်နိုင်ရကန်အနီးမှာ PDF အမိကန်အကြံဖက်သမားတွေကအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်အပြစ်မဲ့ပြည်သူတအူးတိဆုံးပြီးတအူးတန်ရာရခဲ့ပါတယ်။ချောင်းဦးမြို့နယ်အတွင်းရှိ PDF အမိကန်အကြံဖက်သမားတွေဟာဒေသခံပြည်သူလူထုအပေါ်လက်နက်အားကိုနဲ့အနိုင်ကျင့်ဗိုလ်ကြားကအကြံဖက်မှုတွေကျူးလွန်နေတဲ့အခွဲတွေဖြစ်တယ်လို့သိရပါတယ်ရှင်။